အခုတင်ဆက်ပေးမယ့်သတင်းကတော့အရေးအသွေးကြောင့်အလောက်လျှောက်ထားသူများစွာတွေကမှရာဂိုင်းနှုန်းအနည်းငယ်သာအလောက်ရရှိနေရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အရေးအသွေးလိုအပ်ချက်ကြောင့်အလောက်လျှောက်ထားသူများစွာတွေကမှရာဂိုင်းနှုန်းအနည်းငယ်သာအလောက်ရရှိနေရလို့အလောက်ကိုင်အခွင့်အလမ်းများပြပွဲစီစဉ်သူတွေကယမန်နေ့မေလ9ရက်နေ့ကပြုလုပ်ခဲ့တဲ့အလောက်အကိုင်ပြပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ မြန်မာလူငယ်စုဦးတည်ထွင်လုပ်ငန်းရှင်များအသင်းမှကြီးမှုကျင်းပမဲ့တတိယအကြိမ်မြောက်မြမအလုပ်ကိုင်အခွင့်အလမ်းပြပွဲဦးတော့လာမယ့်မေလ31ရက်နေ့ကနေဇွန်လ2ရက်နေ့အထိဥဝိဇာရလန်တက်မတော်ခမ်းမမှာပြာခမ်းပေါင်း100ကျော်နဲ့3ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါပြပွဲကို ပထမအကြိမ်ဖြစ်2012ခုနှစ် match လက UMFCCI မှာကျင်းပပြုလုပ်ခဲ့ရမှာ အလုံးလျှောက်ထားသူဦးရေတပ်တောင်းခန့်အနက်တဆယ်ရာခိုင်နှုန်းသာအလုံးရရှိခဲ့ပြီးဒုတိယအကြိမ်ကိုတော့2012ခုနှစ် August လမှာတက်မတော်ခမ်းမမှာကျင်းပပြုလုပ်ခဲ့ရမှာအလုံးလျှောက်ထားသူဦးရေ3000ရှိခဲ့ပြီး15ရာခိုင်နှုန်းသာအလုံးရရှိခဲ့ပါတယ်လူဦးရေအနည်းစုကိုသာအလုံးခန့်ခဲ့ခြင်းဟာ ကော်မတီတွေကလိုအပ်တဲ့အရေးအသွေးနဲ့ရှောက်ထားသူတွေရဲ့အရေးအသွေးပြည့်မီမှုမရှိခြင်းကြောင့်ဖြစ်တယ်လို့မြန်မာနိုင်ငံလူငယ်စုံဦးတီထွင်လုပ်ငန်းရှင်များအသင်းရဲ့ဗဟိုအလုံးမှုဆောင်ဦးတန်းစိုးကပြောကြားခဲ့ပါတယ်။ပြပွဲကျင်းပမဲ့ရဲ့အတွင်းမှာလည်းမြန်မာနိုင်ငံစုံဦးတီထွင်လုပ်ငန်းရှင်များအသင်းကတာဝန်ရှိသူများကော်မတီတွေကလုပ်ငန်းရှင်တွေကလူငယ်တွေအတွက်အလုံးအကင်နဲ့ပတ်သက်တဲ့အကြံပေးဆွေးနွေးချက်တွေလူဆွမ်းအားရည်မြင့်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုရှင်းလင်းပြညာပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ားပွားရဲ့ဖြတ်တန်းလာတဲ့အချိန်တိုင်းမှာမိသားစုဆိုတဲ့အရာကြောင့်ပျော်ရွှင်ခြင်းနဲ့မှုတွေနဲ့ပြည့်ဝနေခဲ့တယ်လေဒါပေမဲ့ကျမအသက်ရရလာတာနဲ့အမျှနောက်မှကြံနေခဲ့မယ့်နေ့ကိုချိုးမြင်လာတယ်လို့ပဲအသက်ရရလာတာနဲ့အမျှအယိုးတွေအသိသေးစားယုံနေလာပြီးတွာလာလို့ရှားနိုင်စမ်းတွေရောကြလာလေရှိတယ်ဒါတွေကိုရှောင်ရှားဖို့အတွက်တာမန်တို့တွေထက်ကယ်လ်ဆီယမ်နဲ့စပုံမှုပါဝင်တဲ့အဲလင်းကိုနေ့စဉ်တောက်လိုက်ပါ၈၀၀ဂရမ်အပြင်၄၀၀ဂရမ်ထုတ်ပုံးပုံစံအသစ်နဲ့လည်းရရှိနိုင်ပါပြီ